အားလုံးပဲမင်္ဂလာပါလို့ဥစွာဓမ္မနှုတ်ခွန်းဆက်တာလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတခါတင်ဆက်ပေးမှာကတော့နှစ်ပေါင်း1900မှာတခါကြုံရတဲ့2025ခုမေလအတွင်းမှာငွေစုလိုက်ပုံလိုက်ဝင် ပြီးနေနဲ့များဆိုတော့ဟောစင်းကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာရောစင်းညော်နာမည်စမီမှာကျွန်တော်တို့ရဲ့ပြည်မမပြင်းညော် channel ကို subscribe နေရရင်ဆိုရင် subscribe နေပြီးတွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခဏရသတိအားလုံးမင်္ဂလာပါ ဒီနေ့မှာတော့ခொနေရတသမီးတွေအတွက်ပေါ့နော်2025ခုနှစ်9လပိုင်းမှာပေါ့နော်ကျွန်တော်ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတာတော့ကပ်ကြည့်ပေးမှာပဲဖြစ်ပါတယ်အပမင်းသိခရဲ့တာတော့ပေရင်ဟောနီးအတိုင်းကိုတာတော့ပေရင်ဟောကြားပေးမှာပဲဖြစ်ပါတယ်ပထမအဆုံးတနင်္ဂနွေတာသမီးတွေအတွက်ကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တနင်္ဂနွေတာသမီးပါလို့ရှိရင်ကွန်မန့်လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော် တနင်္ဂနွေသာသမီအနေနဲ့ပေါ့နော်ကျတော့2025ခုနှစ်ငါရပိုင်းထဲမှာပေါ့နော်ကျတော့ဘာတွေကြုံတွေ့လာရနိုင်တယ်ဆိုတာကိုသိရအောင်လို့ပေါ့နော်လုပ်ငန်းကြီးတွေပေါ်လာတာမျိုးတွေကြုံတွေ့ရတဲ့တစုံတစ်ဦးနဲ့တရားရင်ဆိုင်ရတာမျိုးတွေကြုံတွေ့ရတဲ့ပြဿနာတွေကြုံတွေ့ရတဲ့ခက်ခဲတွေရှိတော့လေအားလုံးပြေပြောက်သွားတာမျိုးတွေကြုံတွေ့ရလိမ့်မယ်ကိုကြီးအမအစားတွေရောက်လာတဲ့လူချီမောခရရမယ်ထီပေါကင်းရှိတယ် ထိကန်ဆန်းတာမျိုးတွေလောက်ပါနေရာပြောင်းရှိရတာမျိုးတွေခီးသွားတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်မိတ်ဆွေရင်တူကမိမိကိုမကောင်းကြံစီတာမျိုးတွေကြုံတွေ့ရတတ်တယ်ကူးဆိုင်ပါလူလိန်ခံရခိုင်းနေရှိတဲ့အိမ်တွင်းရေးတွေမှာလည်းဆင်မပြေတာမျိုးတွေကြုံတွေ့ရတတ်တယ်မတော်တော့ဘူးလို့လို့နဲ့ခီးသွားတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်ငွေအလုံးရင်းနဲ့ဝင်လာတတ်တယ်အလှူဒန်းတစ်ခု ပြုလို့ရတာမျိုးတွေကြုံတွေ့ရတတ်တယ်ကြိုပေကနန်းကတော့17ပဲဖြစ်ပါတယ်ပေါ့နော် တနင်္လာသာသမီအတွက်ဖတ်ကြားပေးမှာဖြစ်ပါတယ်တနင်္လာသာသမီပါလို့ရှိရင် comment လေးအမှန်ပြသကြပါအောင်ပေါ့နော်တနင်္လာသာသမီအနေနဲ့2025ခုနှစ်9လပိုင်းထဲမှာပေါ့နော်ကျတော့ဘာတွေကြုံတွေ့လာရနိုင်တလဲဆိုတာကိုသိရအောင်လို့တာတော့ကကြည့်ပေးမှာပဲဖြစ်ပါတယ်အဘမင်းသိန်းခါရဲ့တာတော့ပေတယ်ဟောနီးအတိုင်းကိုတာတော့ပေတယ်ဟောကြားပေးမှာပဲဖြစ်ပါတယ် လက္ခဏာမေးမယ်ဆိုလို့ရှိရင်သွားသွားဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရဲကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါဦးပေါ့နော်ရဝေးရောက်နေတဲ့အင်သားတူတွေပြန်လည်ရောက်ရှိလာတာမျိုးတွေကြုံတွေ့ရလိမ့်မယ်မိမိထက်အရာရှိသူပြောင်းရတာမျိုးဒါမျိုးတွေကြုံတွေ့ရတတ်တယ်ယခုကလည်းနှစ်လားကျော်လို့ရှိရင်စီးပွားရေးတဲ့အလွန်ကောင်းတာမျိုးတွေကြုံတွေ့ရလိမ့်မယ်။ကလေးမွေးဖွားတဲ့တဲ့ရင်ကိုကြားလို့ရှိရင်စီးပွားတထာမျိုးတွေကြုံတွေ့ရလိမ့်မယ်။ရွှေဝင်လာတာမျိုးတွေကြုံတွေ့ရတတ်တယ်။ ဘုရားဖူခီသွားတတဲ့ရဆိုင်ထားတဲ့လုပ်ငန်းတွေရှိလို့ရှင်လည်းပြန်လဲလောက်ရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတဲ့မြော်နဲ့ထားတဲ့ကြောင်းရအားလုံးတွေပိုင်ဆိုင်ရတာမျိုးတွေသတင်းကောင်းကြားရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတဲ့ပေါ့နော် အကျိုးပေးကဏ္ဍကတော့ကျတော့နှစ်ပဲဖြစ်ပါတယ်ပေါ့နော်အင်္ဂါသတ္တမိတွေဘာကြပေးမှာဖြစ်ပါတယ်အင်္ဂါသတ္တမိပါလို့ရှိရင်ကွန်မန့်လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော် အင်္ဂါတနမီအနေနဲ့2025ခုနှစ်ကျွန်တော်တို့9လပိုင်းထဲမှာပါတယ်ကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိရအောင်လို့တာတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရဆောဆောဆိုရဲ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါဦးပေါ့နော်အင်္ဂါတနမီအနေနဲ့2025ခုနှစ်9လပိုင်းထဲမှာပေါ့နော်နာမည်ကြီးထမင်းကတ်ဆိုတဲ့ကတ်တို့ဖြစ်တဲ့ အိမ်မှာလက်ဆစ် shop ဖြစ်တာမျိုးရဲ့ကြုံရတဲ့တဲ့အကျွေးကိစ္စစကားချစ်တဲ့ပြောရတဲ့ယောက်ျားလေးဆိုသွားနဲ့ပတ်သက်တဲ့ဝေနာလေးတွေဒုက္ခပေးတဲ့မိန်းကလေးဆိုရင်သွေးနဲ့ပတ်သက်တဲ့ဒုက္ခလေးတွေရရှိတဲ့လူဝေလူရှုပ်တွေအိမ်ကိုရောက်လာတာမျိုးတွေကြုံရတဲ့တဲ့မိတ်ဆွေကောင်းနှစ်ဦးတပြိုင်တည်းရှာမယ်သူဆန်းတဲ့အသိပညာတွေတက်ပညာတွေကိုလေ့လာရတာမျိုးတွေတင်ရတာမျိုးတွေဒါမျိုးတွေကြုံရတဲ့တဲ့ခီးမတတ်ချင်မဲ့ခီးသွားတာမျိုးတွေကြုံရတဲ့တဲ့ ငွေဝင်လျက်နဲ့အကျွေးတင်နေရမျိုးတွေကြုံရတဲ့ကြီးကြီးမားမားပေးဆက်ရန်အကျွေးတွေရှိနေလိမ့်မယ်။နာမည်လွန်ကြီးသွားလိုက်မယ်ပေါ့နော်။ကောင်းသောကြီးကြီးနေတာမျိုးတွေဖြစ်တတ်တယ်။ကျဲမာရည်တွေညက်တဲ့တဲ့အထူးသိထားစေခြင်းနဲ့ရှေးရုံစိတ်ကန်းနေလဲသွားတတ်တယ်ပေါ့နော်။အကျိုးပေးကနန်းကတော့ကျွန်တော်တို့ရှစ်ပဲဖြစ်ပါတယ်ပေါ့နော်။ဘောရူသာသမီးအတွက်ဖတ်ကြားပေးမှာဖြစ်ပါတယ်။ဘောရူသာသမီးပါလို့ရှိရင်ကွန်မန့်လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်။ ဗောက်တို့သားသမီးအနေနဲ့2025ခုနှစ်9လပိုင်းထဲမှာကျွန်တော်တို့ဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိအောင်လို့ဒါတော့ကြည့်ပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါအောင်ပေါ့နော်ဘောဒုတာမီနေနဲ့2025ခုနှစ်9လပိုင်းထဲမှာလုပ်ငန်းတွေရှိတို့မတူပဲနှောင့်နှေးတာမျိုးတွေကြုံတွေ့ရတတ်တယ်။ရောင်းဝယ်တမားဖြစ်လို့ရှိရင်ရောင်းဝယ်မကောင်းဘူး။ အင်ကိုရက်ပလဲများရောက်လာတတ်တဲ့ညံဆုံးပြရွက်ထုတ်ပြပါခီတူတွေသွားတတ်တဲ့အမှုကင်းတွေဖြစ်ပွားတတ်တဲ့အထူးသည့်ထားပါခန္ဓာကိုယ်ဘယ်ဘက်ချမ်းမကြခဏအောင်တတ်တဲ့အထူးသည့်ထားပါတက်ကြီးရွယ်ဟိုတွေအိမ်မာလာရောက်မတဲခုမိရသတိပြပါတဲခုမိလို့ရှိရင်မိမိရဲ့အိမ်မာဆုံးပါသွားတတ်တယ်လောကရန်တရားရဲ့မတရားညှဉ်းပန်းနှိမ်ဆက်မှုကိုခံရလိမ့်မယ်အန်ကျိပြီးတာခံပြီးတော့ဘာတစ်ခုမှကောင်းကွက်မရှိတာမျိုးတွေကြုံတွေ့ရတတ်တယ်ကျိုးပေကနန်းကတော့၄ပဲဖြစ်ပါတယ်ပေါ့နော် ကျာသာဘေးသားသမီးတို့ဖတ်ကြပြီမှာဖြစ်ပါတယ်ကျာသာဘေးသားသမီးပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါဦးပေါ့နော်ကျာသာဘေးသားသမီးတွေနဲ့2025ခုနှစ်9လပိုင်းထဲမှာဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိအောင်လို့တာတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရင်သတော်ဆိုရက် Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါဦးပေါ့နော် ဇာတာဘေးသားသမီးအနေနဲ့2025ခုနှစ်9လပိုင်းထဲမှာပေါ့နော်စက်တူလုပ်ငန်းတွေစင်ပြတာမျိုးတွေကြောက်ပြရမယ်။ခြေရကန်ကောင်းမယ်အိမ်တော်ရပို့ပြီးကန်ကောင်းတာမျိုးတွေကြောက်ပြရမယ်။ဆွေမျိုးကိုအကြောင်းပြုပြီးတော့လင်မယားစိတ်ကောက်ရတာမျိုးတွေကြောက်ပြရတဲ့တဲ့။အောင်မြင်မဲ့ကာလဖြစ်တဲ့ဘာဘိုပဲလုံးလုံးရဲရဲလုံးပါရဝေခီးတွေတွားရတဲ့တဲ့။မမျော်လင့်သောသူထံကားတဲ့အကူအညီရရှိရမျိုးတွေကြောက်ပြရတဲ့တဲ့။ယခုအခါအောင်မြင်ခြင်းတွေကကောင်းတဲ့အောင်မြင်ခြင်းတွေကြီးမားတဲ့အောင်မြင်ခြင်းတွေဖြစ်တတ်တယ်ပေါ့နော်။ စွန်စားတဲ့အလုပ်တွေကိုလည်းလုပ်နိုင်ပါတယ်လှုပ်ချင်တဲ့အလုပ်ကိုရေရဲတာလုပ်ပါမုတ်ချအောင်မျက်နှာမျိုးတွေကြုံတွေ့ရလိမ့်မယ်ဂျိုပေကနာကတော့စကူပဲဖြစ်ပါတယ်ပေါ့နော်တောက်ကြသားသမီးတွေကိုဖတ်ကြပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးပါလို့ရှိရင် comment လေးတွေမှတ်ပေးသွားကြပါအောင်ပေါ့နော်တောက်ကြသားသမီးအနေနဲ့2025ခုနှစ်ကျွန်တော်တို့ငါးလပိုင်းထဲမှာပါတယ်ကြုံတွေ့လာရနိုင်တဲ့ဆိုတာကိုသိရအောင်လို့တာတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်လက္ခဏာမေးမယ်ဆိုလို့ရှိရင်စစောင်းဆိုတဲ့ Facebook အကောင့်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရစေ ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါဦးပေါ့နော်။ဗာမင်းသင်္ခါရဲ့တာတော့ပေတင်ဟောနေတိုင်းကိုတာတော့ပေတင်ဟောကြားပေးမှာပဲဖြစ်ပါတယ်။တာကြတာတမင်းအနေနဲ့ပေါ့နော်။သွားမယ့်ခီးရာတစ်ခါလေးနဲ့ထားမပြောင်းနေတာမျိုးတွေကြောင့်ပြရတတဲ့။ကြံစီတွေပြပြတာမျိုးတွေလုပ်ငန်းဆောင်ရှုံးမှုတွေတာမျိုးတွေကြောင့်တွေ့ရတတဲ့။တော်တန်တဲ့ကိစ္စတွေကြောင့်စိတ်ညစ်ရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အပြည့်အစုံရှုံးနေတဲ့ကြုံတွေ့ရတတ်တယ်။ဆရာတုဆရာရောင်နေတဲ့ကြုံတွေ့ရတတ်တယ်။ အင်းရင်းရဲတွေမသားမယာမျိုးတွေကြုံတွေ့ရတတဲငွေကုံစရာတွေဟာကြံဖန်ပြီးတော့ဇက်တိုက်ပေါ်လာတတဲရုပ်ရည်ခါနာတာမျိုးတွေကြုံတွေ့ရတတဲပြာမှုခီးထွက်လိုက်လို့ရှိရတယ်အကောင်းဆုံးဖြစ်သွားတာမျိုးတွေကြုံတွေ့ရတတဲကောင်းတဲ့ကံလေးတွေရောက်လာတတဲကျိုးပေးကနာကတော့ကြော်တော့ခွန်ပဲဖြစ်ပါလေပေါ့နော်စနေသားသမီးတွေတော့ဗကြပေးမှာဖြစ်ပါတယ်စနေသားသမီးတွေပါလို့ရှိရင်ကွန်မန့်လေးတွေမှတ်ပြီးသွားကြပါအောင်ပေါ့နော် စနေသားနေ့အနေနဲ့2025ခုနှစ်9လပိုင်းထဲမှာကျတော့ဘာတွေကြုံတွေ့လာရနိုင်တယ်လဲဆိုတာကိုသိရအောင်လို့တာတော့ကတ်ကြည့်ပေးမှာပဲဖြစ်ပါတယ်။လက္ခဏာမေးမဲ့ဆိုလို့ရှိရင်စစဆိုတဲ့ Facebook ကောင်မှာလာရောက်ပြီးတော့မေးမြန်းလို့ရှာပါရယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို share လေးတွေပြုလုပ်ပေးသွားကြပါအောင်ပေါ့နော်။စနေသားနေ့အနေနဲ့2025ခုနှစ်9လပိုင်းထဲမှာပေါ့နော်။အိမ်ကိစ္စပြဿနာပေါ်လာတဲ့တဲ့။တာသမီသူတို့ကစိတ်ကြရလိမ့်မယ်။ လောင်းတာလို့သူဆိုလို့ရှိရင်ယထာပါဒုက္ခရောက်တတ်တယ်။ခီဝေးသွားရလိမ့်မယ်။သွားမယ်ခီယာပေါ့နော်။ကျတော့တောင်စုစုတာမျိုးဖြစ်တယ်။နိုင်ငံခြားကံလည်းကောင်းတယ်ပေါ့နော်။ဖျားယုံလူတော်ရေစနေတော်ရေပေါ့။ရရှိရမျိုးကြွလာတာမျိုးဒါမျိုးတွေကြုံတွေ့ရတဲ့။ငွေများဝင်တော်လည်းပဲထွက်เสียရတယ်ပြန်ပြီးတော့ပေါ်လာတတ်တယ်။အိုတဲ့အိမ်တဲ့ပြောင်းရတာမျိုးတွေအိမ်ပြရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတတ်တယ်။ မိဘဘက်မှာမိန်းတိုင်းချင်းတွေဒါမျိုးတွေကြုံတွေ့ရတဲ့ဇုတ်တူကိုပူလောင်တာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတဲ့အကျိုးပေးကဏ္ဍကတော့ကျွန်တော်တို့ကိုယ်ပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲမြန်မာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာပြည်ညော် channel ကလည်းပြန်လည်ထူထွေးလိုက်ပါမယ်ကျွန်တော်တို့ရဲ့မြန်မာပြည်ညော် channel ကလည်းပေတင်ဟောဆရာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ channel က ွေးမနေရသေးဘူးဆိုရင်ကျွန်တော်တို့အားလုံးကနောက်နေ့မြောက်ဟောရမများကိုအမြဲနာစင်နိုင်ရတော့တဲ့မိတ္တကကောင်းကောင်းလေးကိုတောင်းလဲမိအောင်ဆက်တော့ပြုလုပ်ပါမယ်။ကျွန်တော်တို့ရဲ့ပြည်တော်မှာဒီနေ့တော့ကျွန်တော်ဆရာကြီးဆန်းသာဒီကိုရဲ့ဘေးဟောရမများဆရာကြီးဆန်းကြီးကျော်ရဲ့ဘေးဟောရမများဆရာလေးဆရာငယ်ရဲ့ဘေးဟောရမများဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောရမများဆရာစောင်းရဲ့ဘေးဟောရမများဟောရမများ ဆရာဟိမေဝနာရဲ့ဘောဇံမြာအစာကြီးတော်ဘေးနေဆရာကြီးများရဲ့ဘောဇံမြာဆရာမချောစုစုသာဆရာမထားရီအစာကြီးတော်ဘေးနေဆရာမများရဲ့ဘောဇံမြာကိုလည်းနေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်လောက်ရင်လောက်တဲ့တိုင်းသင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်တော် channel ကိုစပင်းနေပြီးအားပေးတော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါတင်ကြလိုက်ပါခင်ဗျာကျေးဇူးပြုလို့ပဲလိုက်ရန်ရှယ်ယာလေးများလည်းလုပ်ပေးခဲ့ကြပါလို့ကောင်းဆုံးလိုက်ပါ မြားအားလုံးပဲဒီလိုပါချင်တာအင်းဆက်လက်ပြီးတော့ဗီဒီယိုဟောဆရာများကိုကြည့်ကြည့်နားနဲ့ဖတ်သွားဖတ်သွားပြီးသွားကြပါဦးခင်ဗျာ